။ဥစဉ်အတိတ်ဘဝတစ်ခုရဲ့သေကံဤခံစားရတဲ့နမိတ်ကိုမြင်ခဲ့ပါလေ။သေတဲ့အခါမှာဥစဉ်ကဖခင်ဖြစ်တယ်။ဘိနာမှာဇနီးနဲ့သားသမီးတွေရှိတယ်။အဲ့ဒီလိုနဲ့အသေးအံဖြစ်နေတာကိုခံစားနေရရင်နဲ့ရုံးဆိုတဲ့မျောသွားတာပေါ့။ဒါပဲနဲ့မျောတဲ့လူကမျောတယ်လို့ပဲသိမ့်မယ်။ဘလို့ဖြစ်လာလဲဆိုတော့အိမ်ကြီးကမှောင်နေတယ် မောင်နေတော့မောင်နာကိုမကြိုက်တော့မိထွန်းစေခြင်းနဲ့မိထွန်းခြင်းတော့ဇနီးနဲ့သမီးကိုမိထွန်းခိုင်းတာသူတို့ကဘယူးမဆိုင်တယ်ဖြစ်ဘလို့ဘယူးမဆိုင်တာလဲဆိုရင်ယောဂီတို့ကခွေးတကောင်ကိုဟဲ့အောင်နေမင်းမကြိုက်နဲ့မဟောင်နဲ့မင်းဖရာတရားတန်ခါယနာသုံးပါးကိုကြည်ညိုဝိပဿနာရှုအဲ့လိုပြောလို့ရှိရင်အောင်နဲ့ကခံယူနိုင်မှာမလား ဩငါပြောတဲ့အတန်ကပြော့လို့ဆိုပြီးတော့ဟဲ့အောင်နဲ့အတန်ကွဲမတတ်ဘူးနော်မဟောင်နဲ့မကြိုက်နဲ့ဒါအကုသိုလ်တရားတွေနော်ဝိပဿနာတရားကျင့်ခန္ဓာ၅ပါးယုံနာ၅ပါးရှုလို့အတန်ကွဲအောင်អော်တော့ရောအောင်နဲ့ကဘယ်နဲ့နေမလဲမခံစားဘူးအာရမမဟုတ်လို့အတန်ကျက်ဆက်ဆယ်လုံးလုံးနဲ့ဝိုင်းអော်ပြီးတော့ဟဲ့အောင်နဲ့ဟောင်နာကြိုက်တာမကောင်းဘူးနော် မေတ္တာဘုရားရောက်ဝိပဿနာတရားအားထုတ်ပါလို့အတန်ကျက်ဆက်ဆယ်လုံးနဲ့អော်တော့អောင်းណက်ကဘယ်လိုလဲမခံစားဘူးအဋ္ဌိတိုင်းကြီးဖြစ်လူဘဝမှာလှစ်ခနဲ့ဆိုမျောလိုက်တာ ਨੇ ဘဝခြားသွားတာ ਨੇ ကိုနမိတ်ထဲမှာတော့အကောင်ကြီးပေါ်အိမ်မက်ထဲမှာအိမ်မက်လိုမဲ့လိုက်တာမောင်နေတော့မကြိုက်တော့မီးထုံးခိုင်းတာဇနီးနဲ့သမီးကိုအတင်းထုံးခိုင်းတာထုံးခိုင်းတာသူတို့ကအဲ့ဒီအောင်းနဲ့လိုပဲဖြစ် ဲ့တော့ငါသတိနဲ့ငါသမီးကငါခိုင်းတာမလုပ်ဘူးဆိုတော့ထပြီးတော့ဒေါသဖြစ်ပြန်ရင်ဒေါသဖြစ်တော့မကျေနပ်ဘူးမကျေနပ်တော့သားကိုထုံခိုင်းမယ်ဆိုပြီးတော့အင်ရှိထွက်တော့သားကအင်ရှိမှာကြီးစားနေစကားပြောဒေါသပေါက်ပွဲပြန်ရောဒီလောက်နိဗ္ဗာန်အပြင်းထန်ဖျားနာနေတဲ့ကြာကသားကဖေးကိုမဆောက်ရှောက်ပဲနဲ့ကြီးစားစကားပြောရလားဆိုသားကိုလည်းဒေါသဖြစ်ဟိုသူနဲ့ဇီယာပြောတဲ့ကောင်းပေါင်းလည်းဒေါသတွေဖြစ် မောင်လို့ဒေါသကိုဖြစ်မောင်လို့ဒေါသတွေဖြစ်သမီးကိုမိထုံခိုင်းလို့မရလို့ဒေါသတွေဖြစ်ဒီကြဲမှာသားကခေကိုဂယူးမဆိုင်ပဲနဲ့ရည်စားပြောနေတာကိုဒေါသတွေဖြစ်အတင်းအော်ပြောအရာအဲ့တော့မကျေနပ်တာနဲ့ဥစဉ်ဒါအဲ့ဘဝပေါ့လေသားကိုဒုံနဲ့ရိုက်မယ်ဆိုပြီးဒုတ်ကိုသွားကြိုင်တာတွေးတာတော့ဒုတ်ပဲကြိုင်လေးလို့ရှိရင်မရှိဘူးကြိုင်လေးလည်းပဲဖြစ်တယ်ပြန်ပြီးကြိုင်တယ် ဒုဆိုပြီးပေးကြခိုင်းတယ်လက်လဲဆုပ်လေးကိုမရှိအဲ့လိုဒုကိုကင်လို့မရလေဒေါသဖြစ်လေး